ို့ရဲ့ဒီပေါ့နော် ATF Semi Acceleration Program မှာပါဝင်ပြီးတယ်ကျွန်တော်တို့ GNG Company Stone နဲ့ Capital တို့ရဲ့ CEO ဆရာဦးမီလေးဖြစ်လို့လေကျွန်တော်တို့ ATF Business ကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်အဲ့တော့ဒီနေ့မှာဆိုရင်တော့ခုနပြောသလိုပေါ့ကျွန်တော်တို့ retail နဲ့ပတ်သက်ပြီးတော့ဒီ retail market ပေါ့ပေါ့နော်အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒါတက်တဲဝင်ဝင်ပြောပြသွားတာကိုလည်းတွေ့ရပါတယ်အဲ့တော့ဒီနေ့ဘာဝင်ဆွေးနွေးကြတဲ့ကျွန်တော်တို့ရဲ့ SME လုပ်ငန်းရှင်တွေအားလုံးလည်း အာဒါ read နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမိကုန်းတွေကိုအခုချိန်ကစပြီးတော့ကျွန်တော်တို့မေးမြန်းလို့ရပါပြီအဲ့တော့ဘယ်သူများအာကျွန်တော်တို့မေးမလဲပေါ့နော်အဲမေးမိကုန်းတွေမေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကကျွန်တော်မေးချင်ပါတယ်ဗျာဟုတ်ကွာမင်္ဂလာပါကိုအမကျွန်တော်တို့အမေကုန်းမေးချင်တာ ਨੇ တူတယ်နော်ကျွန်တော်တို့ fashion city ရလို့တော့တည်တယ်အာဘာဘယ်လိုမေးကုန်းလေးတွေများကျွန်တော်မေးချင်ပါတယ်ခင်ဗျာတည်ပြရတယ်ခင်ဗျာ โอเคว่ะကျွန်တော်ကဟိုပါဟိုကူအောင်ပါဗျဟို fashion city ဒီဒီမျိုးသမီး fashion နဲ့ပတ်သက်တဲ့ပစ္စည်းလေးရောင်းပါတယ်။အာကိုညလင်းကျိုးဆိုရင်အာကျွန်တော်တိပါတယ်ဗျာဟိုမှာဘာမှ focus မှာတိတာသူ energy တော့ပြီးပြပါ energy တော့ပေါင်းပါတယ်ဗျာ။သူ slide လည်းတော့ပေါင်းပါတယ်ကျွန်တော်တို့ကအများကြီးတည်မှုကြားလိုက်ပါတယ်။အဓိကကတော့တိချင်တာပေါ့နော်ကျွန်တော်ကဒီပထမတစ်ချက်ကတော့ဟိုပေါ့အဲကျွန်တော်တို့ retail တွေပေါ့နော် retail တွေလက်တော်ဖြစ်နေတဲ့ဟာတွေပေါ့နော် area ကျုပ်လာတဲ့ကိစ္စတွေ။ဒီဟို ဟိုလောကကံရတယ်ပစ္စည်းမရတယ် shortage ဖြစ်နေတာတွေပေါ့နော်အဲအဲ့အရာကြီးင်းဆိုင်နေရတော့ channels နေရကြီးတော့လေအခုကျွန်တော် vision လောပဲတည်ချင်တာဗျာ vision တော့ vision ပေါ့နော်ဟိုကိုနေလင်းထွက်ရဲ့ vision ပေါ့ဟိုဘယ်လိုမျိုး plan ဆွဲထားလဲဗျာအနည်းဆုံးတော့3နှစ်လောက်ပေါ့လေအဲဘယ်လိုမျိုးတွေးထားပါလဲဗျာ retail ကိုဘယ်လိုပုံစံ strategy နဲ့တွားမယ်ဆိုပြီးတော့လေကျွန်တော်အဲ့ဒီ main point ကိုသိချင်တာပါ ဟုတ်ကိုအောင်ကျေးဇူးပါအရှေ့က podcast ကိုလည်းနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်အဲဟိုပါတော့အဲလက်ရှိဟို is good question ဘာလို့ရှိရင်လက်ရှိအနေအထားနဲ့ကလည်းဟိုပါဟိုအားလုံးနဲ့သိပြီးတဲ့အတိုင်းပဲဒီ supply chain issues နဲ့ disruption နဲ့ကြတော့ retail မှာတော့တော်တော်လေးတော့ challenge ဖြစ်တာပါเนาะအဲဒါမဲ့ retail ဘက်မှာတော့နှစ်ခုရှိတာပါเนาะကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ essential business နဲ့ non essential ပေါ့เนาะ အဲ့တော့ consumer behavior တွေကတော့အထူးတပြည့်ဒီဘက်ဒီဘက်ဒီဒီ covid လွန်ကာလမှာနောက်ပြီးတော့ဒီလုပ်ငန်းတွေတနည်းနည်းတွေတွေ့မှာလဲ inflation တွေကလည်းအရင်များလာတဲ့အခါကျတော့ဟိုလူတွေရဲ့ဟို income ကတော့အဲ့လောက်ကြီးမတက်လာဘူးအဲ consumer တွေကတနည်းနည်းများခုနောက်ပိုင်းဆိုလို့ရှိရင်တော့ပို့ပြီးတော့တွေ့ရတဲ့ behavior တခုကတော့ဟိုဟို saving လုပ်ဖို့အရင်ခက်လာတာပေါ့နော် အော်ဟိုဒါတော့ generally ပြောတာပါဟိုဟာဘယ်လိုနေဒီဒီဟို consumer generally ပြောရင်အဲ့တော့အဲ့တော့သူတို့မှဒီ saving လုပ်ဖို့ခက်လာတဲ့အချိန်မှာဟိုဟာပေါ့နော်အဓိကတော့ဟိုဒီ essential food business back ကိုတော့သူတို့ကဟိုဘာလို့ရှိရင်ဟိုဟိုဘာလို့ဘယ်လိုပြောမလဲစားဝတ်နေရေးမှာတော့စားနာတဲ့စားတာဆိုတော့စားတောက်လုပ်ငန်းကတော့ဟိုအနည်းနဲ့များတော့ဆက်ပြီးတော့ရှိနေတာပေါ့နော်ပြီးတော့စားပြီးတော့စားဝတ်နေရေးဆိုတော့ဝတ်တာပေါ့နော် တော့ဒီနှစ်ခုကတော့ဟိုဟိုအတိုင်းအတာတစ်ခုတည်းကတော့ဟိုဒီ consumer တွေကတော့ဝယ်နေရမှာပဲတုံးနေရမှာပဲစားနေရမှာပဲပေါ့နော်ဒါကတော့ဟိုတစ်ခုရှိတာပေါ့နော်အဲ supply chain အနေနဲ့ကြာပြန်တော့လဲဟိုပါပေါ့ဟိုလက်ရှိ အနေအထားရတော့ဟုတ်ပါတယ်ဟိုကျွန်တော်တို့ nezak gate တွေတော်တော်များများကလည်းပိတ်တာနဲ့နောက်ပြီးတော့ဟိုအခြေအနေရလဲကျွန်တော်တို့ဟို import မှာလည်းအခက်အခဲရှိတဲ့အခါကျတော့ ဟိုအတိုင်းအတာတစ်ခုတည်းတော့ကျွန်တော်တို့ဒီ supply chain disruption တော့ဖြစ်တာပေါ့နော်နောက်ပြီးတော့လက်ရှိဒီ recently မှာဖြစ်တဲ့ရေဘေးဒုက္ခအကြောင်းမလို့လည်းတော်တော်များများဒီ local production တွေကျသွားတာလည်းရှိတာပေါ့နော်အဲ့တော့အဲ့ impact တွေကတော့ ျွန်တော်တော့မှန်းလာတာတော့ဘောနော်ဒါကတော့ personal name မှာဟိုပါဘယ်ဘယ်ဘယ် organization ဟိုနေမှာ disclaimer နေနဲ့ပြောတာပေါ့နော်ဟိုဘယ် organization ဘယ်ဟိုနေမှာလဲဟိုနေဖြစ်တာတော့မဟုတ်ပါဘူးဒါကျွန်တော်ရဲ့ဟိုပါဟို focus နဲ့အမြင်အရဆိုလို့ရှိရင်တော့2025မှာတော့နည်းနည်းလေးပို့ပြီးတော့အဲ့ impact ကိုတော့ပို့တွေ့ရလိမ့်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါ recently မှာဖြစ်တာတဲ့ဟာရဲ့နောက်ပြီးတော့ဟိုပါဟိုဟို develop လို့ပေါ့နော်ဟိုဒီဟိုနေ ဟိုတဘာဝပေးရနေရရနောက်ပြီးတော့စောစောအရန် tight control ကြောင့်မို့လို့ဖြစ်လာတဲ့ဟာတွေလည်းရှိတာပေါ့နော်အဲဒါပေမဲ့ retail အနေနဲ့ generally speaking ပြောရမှာဆိုရင်၃နှစ်ပေါ့နော်၃နှစ်ကတော့ကျွန်တော်အနေနဲ့တော့ဟိုပါပေါ့ဟိုဆက်ပြီးတော့ grow ဖြစ်နေမယ်လို့တော့မြင်ပါတယ်အဲဘာကြောင့်လဲဆိုလို့ရှိရင်တော်တော်များများဟို middle class နဲ့ below ကကြတော့လေအဲဒါ majority of consumer market ပေါ့နော်အဲ့ market ကကြတော့ဟိုပတ်စံမ safe တော့ဘူးဟုတ်လား ဟိုဘန်ထဲမှာသွားပြီးတော့ဘလူးမှာပတ်စံမ save တော့ဘူးအဲ maybe ss ဝယ်မယ် maybe သူတို့ကဟိုဟိုလူသုံးကုန်ပစ္စည်းစားစားတောက်ကုန်ပစ္စည်းကတော့စောစောကျွန်တော်ပြောပြပေါ့နော်မိသားစုကိုဒီနေ့ရက်တီပို့သွားကတော့ဆက်ပြီးတော့သွားနေအောင်ပါဆိုတော့ခါကြတော့လေအဲ့ဒါတော့ဟိုဒါကျွန်တော် အမြင်ပေါ့နော်ဟိုသွားနေအောင်ပါဆိုတော့ဟိုဒီကတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အမြင်နဲ့ business plan တဲ့ခါကြတော့ cautiously ပေါ့နော်ဟို worst case scenario တွေအမြင်နဲ့ပြင်ရတာပေါ့နော် worst case scenario ကတော့တကယ်လို့ what if ပေါ့နော်ဟိုဟိုကိုမှန်းတာတော့မျိုးမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်တော့ငါတို့ဘယ်လိုလုပ်မယ်ဆိုတဲ့ဟာတော့အမြဲတမ်းတော့ဒါတော့ business ဆိုင်ကတော့ကျွန်တော်အမြဲကျွန်တော်လည်းအကြံပေးပါတယ်ဟိုဟိုပြင်သားတဲ့ခါကျတော့ဗျာမဖြစ်တော့လည်းကောင်းပါဖြစ်တဲ့ခါကျတော့ရှိတော့ကို့မှာဘာလုပ်မယ်ဆိုတဲ့ exit strategy ရှိတာပေါ့နော်ကျွန်တော်ဟိုဟိုကိုယ့်ရဲ့ဟိုဟာမိကုန်းပြောရမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်ကတော့အဲ့လိုပဲမြင်ပါတယ်ဟုတ်ဟုတ်ကဲ့ဗျာပြည့်စုံပါဗျာ တော့တော်တော်တင်လိုက်ရပါတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုအောင်ဆရာလည်းကျေးဇူးတင်ပါတယ်အဲ့တော့အာကျွန်တော်တို့ဒီ group တွေမှာပေါ့เนาะဒီဟာ ဟာဘာလို့ဟာဗော message ပါမှာကျွန်တော်တို့ပို့ပေးထားတယ်ပေါ့နော်အဲ quick form လေးတွေပြီးတော့ survey form လေးတွေပို့ပေးထားပါတယ်ပြီးတော့ viber group တွေပြီးတော့ facebook group တွေလည်းပို့ပေးထားပါတယ်ပေါ့နော်ဒါလေးလည်း join ပြီးပါအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါကတော့အခု5ချိန်ရောက်ဆိုတော့ကျွန်တော်2024ခုနှစ်ရဲ့အဲနောက်ဆုံးတော့ကျွန်တော်တို့ after SME acceleration program ဖြစ်ပါတယ်ဒီနေ့ရဆိုလို့ရှိရင်တော့ဒါ2025မှာ leader ပိုကောင်းတဲ့ကျွန်တော်တို့အစီအစဉ်တွေလာဖို့ရှိပါတယ် ါပြီးတော့လေကျွန်တော်2025အတွက်အခုလိုမျိုးလူချင်းမင်းတို့ရဲ့ဒီအခုနပြောတဲ့ quick found နေ survey found နေမှာဖြည့်ထားတဲ့အချက်လက်တွေက2025မှာကျွန်တော်ဘယ်လိုကောင်းမှုနဲ့အစီအစဉ်တွေထပ်လုပ်ရမလဲဆိုတော့အကြံပြုချက်တွေကိုပို့ပြီးတော့ရရှိသိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ ရဲ့ဒီ quick form နဲ့ survey form လေးတွေဖြည့်ထားပေးပါပြီးတော့ဒီအခုနောက်ပြောတဲ့2025မှာလာပြီးပို့ပြီးတော့ကောင်းမွန်တဲ့အစီအစဉ်တွေသိရအောင်ကျွန်တော် Viber channel တွေ Facebook group တွေကိုလည်း join ထားပေးပါလို့ဒီညကနေပြီးတော့တိုက်တွန်းညင်ပါတယ်နောက်ထပ်ဆရာအောင်မိကျင်တဲ့မိကုန်းများဘယ်သူများမိကျင်ပါလဲခင်ဗျာရှိပါသေးလားဘယ်သူမိကျင်ပါလဲခင်ဗျာ ောက်ထပ်ကျွန်တော်တို့မိကုန်းဘယ်သူမိချင်းပါလဲဟာတခုလောက်ထပ်မိလို့ရတာဗျာဟုတ်ကဲ့ဟုတ်ကဲ့မိပါအကုန်ဟုတ်ဟုတ်ကဲ့ဟိုအားလေးဟိုပါဘောကျွန်တော် GNG မှာလေကျွန်တော်တမောရဲ့ဒီထုတ်ခဲ့ပစ္စည်းလေးပေါ့လေအဲတင်ကျင်နေဆိုရင်ဟိုဟိုဘယ်ဘယ်ဆက်တယ်ပြီးတော့လုပ်ရလဲပေါ့ကျွန်တော်တို့ထုတ်ခဲ့ပစ္စည်းလေးရှိတော့ ဟုတ်ကဲ့ဟိုပါလေဟိုကျွန်တော်အဲ့ဒါတော့ဟို contact ကိုလေဟိုဟာဒီ attend business ကနေသင် share ပေးခိုင်းလိုက်ပါမယ်ဟုတ်အဲ့ဒါဆိုလို့ရှိရင်တော့ဟိုကျွန်တော် office direct ပေါ့နော်ဟိုအများတော်အဖြစ်ကတော့ဟိုကျွန်တော်တို့စီမှာလည်းအဲ့လိုတော်တော်များများကျွန်တော်အပြင်မှာလည်းကြုံတွေ့ရတဲ့အာတကူကအမေးများတဲ့ question တကူပေါ့နော်ကျွန်တော်က GNG တို့ capital တို့မှာပြစ်စီတင်နေတယ် city မှာမှာပြစ်စီတင်နေတယ်သူတို့ဘယ်သူစက်တွေအမှမသိဘူးဆိုတော့ question တွေရှိရပါတော့ဟုတ်ကဲ့အဲ့ဒါလည်းကျွန်တော် share ပေးပါမယ်ဟုတ် ဟိုလိုအပ်တဲ့အချက်လက်လေးတွေဖြည့်လဲ share ပေးလိုက်ပါဗျာကျွန်တော်တို့ဘာပြင်ဆင်ပေးရအောင်ဆိုရေဘွားအားဖြစ်ပေါ့နော်ရေဘွားအားဖြစ်ကတော့ modern trade မှာဆိုလို့ရှိရင်တို့ကဟိုပါပေါ့ဟိုအဲ SME business တွေမှာတော်တော်များဟိုအခက်အခဲဖြစ်တာကျွန်တော်တို့ဒီ modern trade ရဲ့ requirement ရယ်ဆိုလို့ရှိရင် လုပ်ငန်း license ရှိဖို့လိုတာပေါ့နော်အဲလုပ်ငန်း license ရှိဖို့လိုတယ်။နောက်ပြီးလို့ရှိရင်လုပ်ငန်း license ဆိုတဲ့နေရာမှာတချို့ကလုပ်ငန်း license မဟုတ်သေးတဲ့အောင်ဒီဗာလဲ SME မှာ register လုပ်တာတဲ့ဟာပေါ့နော်။ အဲရှိဖို့လိုတယ်နောက်ပြီးရင်တော့ဟိုဟိုကုံတွဲကုံတို့ဘာလို့ဆောင်းထားတဲ့ဟာမျိုးတွေရှိတယ်ဆိုရင်လည်းဒါဟိုဟာပေါ့ဟိုအခုဆောင်းထားတဲ့ဆိုတဲ့အကြောင်းအဲဟိုနေ့ဖြစ်ဖို့လိုပါတယ်အဲပြတ်သားဖို့လိုတာပေါ့နော်အဲနောက်ပြီးတော့ဒီကိုယ့်ရဲ့ထုတ်တဲ့ပစ္စည်းကတော့ဟိုများတော့အဖြစ်ကတော့ဟိုမြန်မာနိုင်ငံမှာလောနှစ်ခုဖြစ်နေတယ်တစ်ခုကကြတော့စားသောက်ကုန်ပစ္စည်းမှန်သမျှဒီ FDA အဲရှိရမယ်လို့လောတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဟိုညွှန်ကြားချက်တယ်မှာက FD ရှိရမယ်လို့သူကဆိုလိုထားတယ်ဒါပေမဲ့တကယ်ဥပဒေထဲမှာကြတော့ဟိုတတ်မှတ်တာက item 3ခုပဲရေးရယ်စေးဝါးရယ်စီရယ်ပေါ့နော်အဲ့3ခုကတော့ FDA ပါအောင်ပါမယ်ကျန်တဲ့ item တွေကြတော့ FDA မပါတိတိုင်အောင်ရှောက်ထားစေသို့မဟုတ်ဟိုကျွန်တော်တို့ဒီဗာလဲဟို ဟို lab test လို့ပါတော့လေအဲ့လိုလောက်တာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေဥမာဒီ SME ဆိုလို့ရှိရင်ဒီတမမဝန်ကြီးဌာနထုတ်ပေးတဲ့အဆလက်မှတ်ရှိရင်ဖြစ်ဖြစ် monitoring မှာတော့တင်လို့ရတာပေါ့ဒါချွင်းချက်နေနေတင်လို့ရတာပေါ့နော်အဲအဲ့ requirement တွေတော့လိုပါတယ်အဲ့တော့ဟို FDA ရှိတဲ့ရှိရင်တော့ပိုကောင်းတာပေါ့နော် FDA မရှိဘူးဆိုရင်တော့ဆိုတော့ကျွန်တော်ပြောလိုမျိုးပဲဟို lab test လို့တယ်ပြီးရင်တော့အဆလက်မှတ်ပေါ့နော်ဟိုဟိုအတိမတ်ပြလက်မှတ်အဲလက်မှတ်ဒီမို့အဲ registration number တစ်ခုလိုပါတယ် ကျန်တာကကြတော့ဟိုအမှန်တည်းပြောရင်တော့ဟိုပါပေါ့ဒီဟိုကုမ္ပဏီတစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့ဟိုပါပေါ့ဂရီသကဝတ်တွေနောက်ပြီးတော့ကျန်တာတော့ commercial ဘိုင်းနေဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါအဲ့တော့ကျေးဇူးပါအဲ့တော့ကိုအောင်ကျွန်တော်တို့ဒီဟို message box ကနေဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ Gmail ကနေဖြစ်ဖြစ်ကျွန်တော်တို့အဖုန်းနံပါတ်လေးခြံထားပေးခဲ့ပါပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ပြီးကုန်ပြီးခြင်းတဲ့သူများရှိပါသေးလားခင်ဗျာဟုတ်ကဲ့ကို โอเคกูจอตัดไปมิงลาวะกูอ่ะเบลูเล่นลูกตาเลยพี่รอเสียโอบามีบาลีเมียเมจินเลยบ่เนาะดาลีติปยาดิครับเนี่ยโอเคจอนี่ merchandising ด้วยก็ตรจุนญาอาเนี่ย promotion เพียงบาได้เสร็จลงอุสินปีไหนเลยครับเนี่ยจนก็ distribution มาเปีย consumer distribution เพียงมาเลยเปียဟုတ်အခုအဲ consumer distribution ဖြစ်နေဆိုတော့အခု mail လိုက် question က merchandising ဘက်ကနေပြီးတော့ ဟုတ်ကဲ့ moisturizing အတွက်ကကျွန်တော်တို့အာကြောညာအားနဲ့ကြောညာအားအပြင်ကိုတခြားဘာတွေလုံးလို့အဆင်ပြေနိုင်လဲခင်ဗျာ good ဖြစ်အောင်ပေါ့အော်ဟုတ်ကဲ့ပြကြောညာအားအပြင်ပေါ့နော်ဟိုဟိုအခုပစ္စည်းကတော့ဘယ်လိုပစ္စည်းမျိုးလဲတော့ကျွန်တော်တော့မသိဘူးပေါ့နော်ဒါပေမဲ့အခုတို့ distribution လုပ်တဲ့အချိန်မှာထားပါတော့ဟိုဟို ဟိုကိုသွားတဲ့ channel တွေပုံမှာလဲကိုကတော့နည်းနည်းဟိုဟာ multi method တာပဲဗောနော်ဥမာကိုကစစောလိုမျိုးဗောနော်ဟို general trade ကြီးပဲသွားနေတာလား modern trade လဲသွားနေတာလားဗောနော်အဲ့တော့ဟိုတချို့ဒီပစ္စည်းတော်များများမော်ကျွန်တော်အဲ့ဒီ question ကိုဟိုဟာပြောရမယ်ဆိုရင်မြင်တာအောင် ပြောရမယ်ဆိုလို့ရှိရင်တော့ဥမာဗောနော်တချို့ဒီ distributor တွေ supplier တွေကကြတော့ ဟိုဒီဒီ general trade နဲ့နောက်ပြီးတော့ဒီနောက်ဒီ local တွေမှာရှိတဲ့ဟိုဟာပေါ့ city တွေမှာရှိတဲ့ wholesaler တွေကိုသူကပေးလိုက်တာများတယ်ပေါ့နော်ပေးလိုက်တဲ့ general trade ကြလို့ရှိရင်သူတို့ကလည်းသင်ဖြန့်တာပဲဖြစ်ဖြစ်သူတို့ကလည်းသင်ရောင်းတာပဲဖြစ်ဖြစ်သွားကြတယ်အဲအတတ်နိုင်ဆုံးအကောင်ဆုံးကိုယ့်ရဲ့ product ကလည်းဒီအထူးသဖြင့်ဒီ consumer တွေဟို direct ရောက်ဆင်တယ်နောက်ပြီးတော့ marketing နဲ့ဟိုအများကြီးတုံးစရာမလိုဘူး marketing ကိုလည်းဟိုကြော်ညာစရာလည်းမလိုဘဲနဲ့ရောက်ချင်နေဆိုရင်တော့ ဟို modern trade channel တွေမှာဖြစ်တဲ့အထူးသဖြင့်ဒီ convenience store တွေနောက်ပြီးတော့ဟို chain store တွေမှာတော့ဟိုကိုယ့်ပစ္စည်းကိုနေရာ visibility ရှိတဲ့နေရာမှာပေါ့နော်ဟိုပြနိုင်တယ်ရောက်နိုင်တယ်ဆိုလို့ရှိရင်တော့ဒါဟိုကြော်ညာထားပြီးသားဖြစ်တာပေါ့နော်ဟိုတခုကတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ပစ္စည်းကအဲ shop ပေါ်မှာရှိနေတယ်အဲ Asia ကလည်း visible ဖြစ်တဲ့နေရာမှာရှိတယ် အဲဒါကတော့ဟိုကိုယ့်ရဲ့ trading terms ပါဒီဒီဒီဆိုင်ရာ retailer တွေနဲ့ကိုတော့ညှိရတာပေါ့နော်ကိုယ့်ပစ္စည်းကိုကိုယ်ပိုင်နေရာမှာထားခြင်းလဲပေါ့နော်အစားရှိတွေဖြစ်အဲနောက်ပြီးတော့တချို့တချို့ distributor တွေတချို့ manufacturer တွေကြတော့ဥပမာဒီဆိုင်နေမှာရှိတဲ့ဟိုအရန် visible ဖြစ်တဲ့နေရာတခုကိုတို့ကအဲတို့ရဲ့ပစ္စည်းကိုထားဖို့အတွက်ကိုငှားလိုက်တယ်ပေါ့နော်ငှားလိုက်တဲ့အခါကျတော့တစ်ချက်ကုတ်နှစ်ချက်ပြည့်ဆိုတဲ့အတိုင်းပေါ့နော်အဲ့ဒီနေရာမှာတို့ကပစ္စည်းကိုတင်လိုက်တာဖြစ်တဲ့အတွက် customer အတိုင်းကဆိုင်ကိုဝင်လိုက်တိုင်းထွက်လိုက်တိုင်းမှာဒီ PCO ကသူကအမြဲတမ်းတွေးတဲ့ခါကျတော့နံပါတ်1ကြော်ညာတာပြီးတာဖြစ်သွားတယ်နံပါတ်2ပစ္စည်းရရှိပြီးတာဖြစ်တဲ့အတွက်ဒါကလည်းရောင်းဖို့အတွက်ကလည်း chance ကများတယ်နံပါတ်3ကကျတော့အမြဲတမ်းမြင်နေရတယ်တွေးနေရတဲ့ခါကျတော့ customer ကဟို automatically ကသူကလည်းသူကဟိုဟာဖြစ်တာပေါ့နော်ဟိုဟိုဟို demand မှာတခါလည်း generate လုပ်ပြီးတာဖြစ်သွားတာပေါ့နော်အဲနောက်တနည်းအနေနဲ့ပြန်ဟိုထပ်ပြီးတော့ participate လုပ်လို့ရတာတော့ဥမာ retailer တွေ run တဲ့ promotion campaign တွေမှာ involve လုပ်တာဖြစ်ဖြစ်ဒါမျိုးဆိုလို့ရှိရင်လည်း ိုကြော်ညာစရာမလိုဘူးပေါ့နော်။ဘာလို့ဆိုရှင်အဲ့ဒီ retailer တွေရဲ့သူတို့ရဲ့ social media တွေနောက်သူတို့ရဲ့ unique customer base တွေရှိတယ်လေ။အဲ့ဒီသူတို့ရဲ့ customer base ဟိုတခါတည်းဟိုဟာ reach လုပ်ပြီးတာဖြစ်သွားတာပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ကျေးဇူးပါဆရာ။